ဒီနေ့ကျွန်မဘဲမမောင်လေးဖောက်ချင်တဲ့စိတ်ဖြစ်လာလို့ဘဲမမောင်လေးဖောက်စားပါမယ်ရှင်ဘဲမမောင်ဖောက်တဲ့အခါမှာကျွန်မတို့ကတနိုင်ပေါ့နော်ကိုယ့်ရဲ့မိသားစုတနိုင်စားလောက်တဲ့ဒီချင်းလေးလေးနဲ့ပဲဖောက်ပါမယ်ရှင်ဖောက်တဲ့အခါမှာကျွန်မဘဲရီကိုလည်းအများကြီးမထည့်ပါဘူးရှင်ဒီချင်းလေးအတွက်ပဲဆိုရင်ကျွန်မဘဲဒီစိမ်းကိုထမင်းစားစုံ၃စုံအသုံးပြုခဲ့ပါတယ်အဲ့ထမင်းစားစုံ၃စုံဘဲဒီစိမ်းလေးကိုကျွန်မအရင်အရင်ဆေးပါမယ်ရှင် မင်းဆန်းဆန်းသုံးဆောင်စာဘဲစီစိမ့်လေးတွေကိုကျွန်မရေးဆေးပြီးဖြစ်ပါတယ်အဲ့ထဲကိုကျွန်မရေးအေးပေါ့နော်ရေးအေးလေးနည်းနည်းရောမယ်ဒီရင်အေးလေးတွေကိုကျမရင်ရွေးတည်ထားတဲ့ရင်ရွေးအနှင်းငယ်ပေါ့နော်အနှင်းငယ်ပဲရောပါမယ်ရှင်ကိုလက်ထည့်လိုက်တဲ့အခါမှာလက်လေးခတ်နိုင်တဲ့အနေထားပေါ့နော်ဘလောက်ဆိုရင်ရပါပြီ သူ့ကိုကျမဘာလို့ရင်ဝင်လေးနဲ့အနှဲငယ်စိမ့်လဲဆိုရင်ကျမအခုလက်ရှိနေတဲ့နိုင်ငံနည်းနည်းလေးအေးပိုတယ်ပေါ့နော်အေးနေတာဖြစ်တဲ့အတွက်ဟိုအရင်အေးတဲ့အခါမှာပဲအညောင်းမပေါ့မှာဆိုတဲ့အတွက်ကျမရင်ဝင်လေးနဲ့စိမ့်ရင်းဖြစ်ပါတယ်ဒီပဲဒီစိမ့်လေးတွေကိုရင်းနှင်းနဲ့စိမ့်ထားတာကိုကျွန်မတရက်ထားလိုက်ပါတယ်တရက်ထားပြီးမှအညောင်းဖောက်ပြီးမှကျွန်မဒီစကားလေးတွေကိုထည့်ပြီးတော့ဘဲဝင်မောက်ဖောက်မှဖြစ်ပါတယ်ကျွန်မတို့ဒီပဲဒီစိမ့်လေးကိုတရက် ဟိုဖောက်နေစဉ်အတွင်းမှာပေါ့နော်သူ့ကိုရေလဲလဲပေးဖို့လိုပါတယ်သူ့ကိုရေအမြဲတမ်းနွဲ့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 လေးရင်းနဲ့ရေလေးအနွေးတဲ့ရှိနေအောင်လုပ်ပေးဖို့လိုပါတယ်မနေ့ကရေနွဲ့နွဲ့လေးနဲ့တရက်စိန်ထားတဲ့ပဲဒီစိန်လေးတွေပါအခုဆိုရင်သူတို့ကအညောင်လေးထွက်စားပြုတ်လာပါပြီရှင့်ကြည့်ပါအောင်နော်အညောင်လေးကစပြီးထွက်လာပြီပေါ့အဲ့ထွက်လာတဲ့ဘဲဒီစိမ်းလေးကိုကျမကဒီစကားထဲမှာ ဒီအဝိအဖြူလေးကိုပေါ့နော်ကျွန်မဖြန့်ခင်းလိုက်ပါမယ်ဖြန့်ခင်းပြီးတော့အဲ့ထဲမှာအညာစာဖောက်ပါမယ်ပေါ့နော်ခုဆိုရင်ဖြန့်ခင်းလိုက်ပါလိမ့်ဒီလေးကိုအသားအရကျွန်မဖြန့်ခင်းလိုက်ပါမယ် ဆန့်ခင်းပြီးတော့သူ့ကိုလုံခြုံအောင်ထုတ်ပိုးပါမယ်။သူကပေးပင်မောင်လေးတွေကမီးအရန်ကြောက်ပါလိမ့်ရှင်။သူ့ကိုဒီလိုထုတ်ပိုးပြီးတဲ့အချိန်ကနေစပြီးတော့လုံးဝသူ့ကိုဟိုမလှက်ရပါဘူးပေါ့နော်။မလှက်ဖိနေဒီပေါ်ကိုရေလေးတွေဖြန်းဖြန်းပေးပါမယ်။တရက်တစ်ခါရေဖြန်းပေးရင်းနဲ့လေးရက်လောက်ကြာတဲ့အခါမှာပေးပင်မောင်လေးတွေကစားလို့ရတဲ့အနေထားရောက်ပြီပေါ့နော်။ကျမတို့နောက်ထပ်လေးရက်ကိုစောင့်ကြည့်ပါမယ်ရှင်။အခုတော့ရေလေးဖြန်းပြီးတော့ကျမတို့ဒီတိုင်းလေးရထားပါလိုက်ပါမယ်။ ပေါ်ကနေလေရေးဆွတ်ထားတဲ့လေးတဲ့အဝဲတစ်ခုပေါ့နော်ရေးဆွတ်ပြီးအပေါ်ကဖုံးအုပ်ထားပါမယ်။သူတို့ပဲပင်မောက်လေးတွေကနော်ပဲပင်မောက်ရဲ့အညွန့်လေးတွေကမီးကိုအရန်ကြောက်ပါတယ်။မီးရောင်အရန်ကြောက်တဲ့အတွက်သူတို့မှောင်တဲ့အခန်းလေးထဲမှာကျွန်မ၄ရက်လောက်ထားလိုက်ပါမယ်။နေ့စဉ်ရေဖြန်းပေးရမှာဖြစ်ပါတယ်။ဒီပဲဒီစိန်စကားလေးရေးအောက်ကိုကျတော့အောင်လို့တခုခုနဲ့ကျွန်မခွက်လေးခံပြီးတော့ မှောင်တဲ့နေရာလေးမှာတာထားထားလိုက်ပါမယ်။နောက်ထပ်လေးရကြတဲ့အခါကျရင်ကြောင်းလေးလာတဲ့အနေထားလေးတွေကျွန်တော်တို့စောင့်ကြည့်ပါမယ်ရှင်။ဒါလေးရမြောက်သွားပြီဖြစ်တယ်။ပြင်ပမောက်ဖောက်ထားတဲ့အချိန်လေးပါရှင်။အောက်မှာလေးအမြစ်လေးရထွက်လာပြီ။ ူချင်းနေပြီးပါရှင့။ဒီမှာရှင့်ပဲမောင်လေးရဲ့ထိတ်မှာဒီလိုအစီလေးမရှိဘဲနဲ့အပင်ပေါက်လေးပုံစံပေါ်လာပြီဆိုရင်စားလို့ရပါပြီနော်။နော်ဒီလောက်ဆိုရင်ဒါမိသားစုတစ်နိုင်စားတော့တဲ့ပဲမောင်အနေထားလေးဖြစ်ပါလိမ့်ရှင့်။မိသားစု၃ယောက်၄ယောက်စာလောက်ကိုတနိုင်စားလို့ရတဲ့အနေထားလေးပါရှင်။ပဲစီးရလည်းအများကြီးအသုံးမပြုရပါဘူးရှင်။အဲဒါကြောင့်မလို့ကိုယ်တိုင်းအိမ်မှာတတ်တတ်ရှင်းရှင်းနဲ့ လလဆက်ဆက်ဖောက်စားလို့ရပါတယ်ရှင်။နောက်ထပ်လည်းကျွန်မတည်တလို့အိမ်ဝဲမှုပညာလေးတွေကိုဖြန့်ဝေပေးမှာဖြစ်တဲ့အတွက်ကျွန်မရဲ့ YouTube Channel လေးကို Like, Share, Subscribe ပြုလုပ်ပေးထားဖို့မေတ္တာရပ်ခိုင်ကြပါရှင်။